ီမာလာ9ရက်ခုနှစ်သားမီအားလုံးအတွက်တနေ့တာဟောစရံလေးဖြစ်ပါလေကြာမိတ်ဆွေပေါင်းအေးမြငိမ့်ချမ်းတာယာစီနိုင်ကြပါစေမိမိကိုယ်ကိုယ်လည်းကောင်းတည်တဲ့ကောင်းအောင်ရွယ်စုံတော်မူနိုင်ကြပါစေလို့လိုက်လိုက်လေလေစုတော်မြတ်တာပို့တာအပ်ပါရခင်ဗျာဒီနေ့2025ခုနိုဝင်ဘာလ9ရက်တနင်္ဂနွေနေ့တနေ့စာအတွက်တနေ့တာဟောစရံလေးဖြစ်ပါလေဗျာ ဒီနေ့ဟာကိုနေသားသမီးမိတ်ဆွေများအနေနဲ့စိန်ဆက်မှုစေဝါအဖို့တန်ဆက်ပစ္စည်းရောင်းဝယ်ရေးဆိုင်ရာအလုပ်တွေစက်တူစာချုပ်စည်ရင်းတရားကိစ္စစာရွက်စာတမ်းကိစ္စတွေစံစီစေစာအဝယ်ရောင်း လုပ်ငန်းတွေပြုလုပ်ဆောင်ရွက်သင့်တဲ့နေ့ဖြစ်ပါတယ်ဗျ။အဲဒီနေ့အတွက်ကန်လျာရဲ့အထောက်ပံ့ရရှိစေဖို့ဆိုရင်အညိုရောင်အပြရောင်များများပါတဲ့အဝယ်စားသုံးဆောင်တွေကိုအားပြုဝတ်ဆင်သုံးစွဲသင်ပါတယ်။ဒီနေ့တနေ့သာအတွက်ကံကောင်းလက်ရှင်စေတဲ့ ကနန်းတွေနံပါတ်တွေကတော့၃ကနန်း၅ကနန်းတို့ဖြစ်ကြပါလေဗျဒီနေ့မှာမိတ်ဆွေတို့ရဲ့ရောင်းကုန်ပစ္စည်းတွေရောင်းအားတွေတက်စေဖို့လုပ်ငန်းတွေတိုးတက်စေဖို့ဆိုရင်ဘာရောင်းတာပဲဖြစ်ဖြစ်ဘာလုပ်ငန်းလုပ်တာပဲဖြစ်ဖြစ်ဘာပဲရောင်းရင်ရောင်းရင်ကိုယ့်ရဲ့လုပ်ငန်းသုံးပစ္စည်းတွေရောင်းကုန်ပစ္စည်းတွေကိုတစ်သားချောင်းလေးတစ်ချောင်းနဲ့အစဉ်ပြေရတစ်သားချောင်းတေးသေးကြီးကြီးတိုးတိုးရှိရှိပေါ့ဗျာတစ်သားချောင်းလေးတစ်ချောင်းနဲ့တို့ခေါက်ရိုက်ပုတ်ပြီးတော့ဆူတောင်းတင်ပါတယ် ဒီနေ့ကံပွင့်ကံရင်းဈေးဖို့အတွက်ဆိုရင်တော့မြတ်စွာဘုရားမှာပဲဖြစ်ဖြစ်ကြီးကဲသူအပေါင်းသင်းမိတ်ဆွေတွေကိုပဲဖြစ်ဖြစ်စီတမင်းစမှုစာတန်ဖရာကြီးအတမျိုးမျိုးလှူဒန်းဒါနပြုခြင်းအဖြစ်ကံတရားရဲ့အထောက်ပံ့တွေရရှိနိုင်ကြပါစေကိုယ်စိတ်နှပြချမ်းမာချမ်းသာပြီးကောင်းချိုးလိုရာစံတာများလဲပြေဝတော်မူနိုင်ကြပါစေခင်ဗျာ